ညာတက်ပြီးမိဘကိုစွန့်ပစ်တဲ့သူတွေထက်မိဘကိုလုံကျွေးပြုစုနေတဲ့မတန်ဆွမ်းသူအမျိုးသမီးမိင်္ဂလာပါပရိသတ်ကြီးတို့ရေကျမတို့အခုနောက်ပိုင်းတွေ့မြင်လာကြရတာကတော့မိဘတွေကိုလုံကျွေးပြုစုရမှာကြောက်လို့မိဘတွေကိုလမ်းပေးစွန့်ပစ်နေကြတဲ့သားသမီးတွေများစွာရှိလာကြတာအလုံးအမြင်ပါပဲအခုခေတ်ရေးစီတောင်ပြောင်းလဲလာတိုးတက်လာတာနဲ့အတူ Facebook ဆိုတဲ့လူမှုကွန်ရက်ပေါ်မှာသားသမီးတွေကမိဘကိုစွန့်ပစ်ကြရဲဆိုတဲ့အကြောင်းအရာတွေအထက်ထက်တွေ့မြင်လာရတဲ့အချိန်မှာတော့ အံ့ဩတောင်းတမိရအမှန်မှာတချို့ကတော့မိဘတွေကအသက်အရွယ်ကြီးရင်လာလို့ဖြစ်ပြီးအသက်အရွယ်ကြီးရင်လာတော့အလုံးမလုံးနိုင်မစားနိုင်မတော့နိုင်ဖြစ်လာကြပါတယ်။တချို့သားသမီးတွေကသူတို့ကိုယ်တိုင်ကရုန်းကန်နေကြရဲ့အလုံးတစ်ဖက်နဲ့အမေတို့အဖေတို့ကတစ်ဖက်နဲ့ဆိုတော့မခံနိုင်တော့တဲ့အဆုံးမိဘကိုစွန့်ပစ်လိုက်ရတာတွေရှိပါတယ်။တချို့သားသမီးတွေကြတော့လေကြွေးနိုင်မွေးနိုင်ပေမဲ့သမက်တွေချွေးမတွေကညှို့ညင်လာလို့သူတို့ကိုမလွန်ဆန်နိုင်တဲ့အတွက်အဖေအိုအမေအိုကိုစွန့်ပစ်လိုက်ရတာမျိုးတွေလည်းတွေ့ကြုံဖို့ပါတယ်။ တချို့လဲရောဂါဝေဒနာကြောင့်ဆွန့်ပစ်ကြတာလည်းရှိနိုင်ပါတယ်။မိဘတွေကတာသမီ၁၀ယောက်မကကိုရှာကျွေးနိုင်ကြပြီမဲ့လေတာသမီ၁၀ယောက်ကတော့မိဘတွေကိုရှာမကျွေးနိုင်ကြပါဘူး။ဒါပေမဲ့လည်းဒီဗီဒီယိုတွေကမတန်ဆွမ်းသူအမျိုးသမီးကတော့အဲ့လိုလူတွေရဲ့လောက်ရက်ကိုပြောင်းပြန်လန့်ခဲ့ပြီးလူတိုင်းအကြတံမိုးထားရတဲ့လောက်ရက်တစ်ခုကိုလုတ်ခဲ့ရပဲဖြစ်ပါတယ်။ဒီမှာကတော့မတန်ဆွမ်းသူတယောက်ဖြစ်ပေမဲ့ အမေအိုကြီးကိုရှာဖွေချက်ပြုတ်ကျွေးမွေးနေပြီးလမ်းလေးမလျှောက်နိုင်တာကြောင့်လမ်းသွားချိန်အောင်လေးဘက်ထောက်သွားနေရတာဖြစ်ပြီးပစ္စည်းပါရင်ပါဇက်ကနေကိုက်သွားရတာပဲဖြစ်ပါတယ်။လမ်းသွားရင်တော့ဒီအမျိုးသမီးကလေးဘက်ထောက်သွားနေရပြီးတော့မိဘအကူရတူလေးတယောက်ဖြစ်နေပြီးမိဘဖြစ်သူကိုလိုလေသေးမရှိအောင်လှုပ်ပေးနေပြီးမိဘရဲ့အဝတ်အစားကအစားနေဖို့ကျဲတဲ့ကိုသွားပြီးရှော့ရတာကြောင့်ဒူးကောက်နေလဲအတ္တမာရီတက်နေခဲ့ပြီပဲဖြစ်ပါတယ်။ တချို့သားသမီးတွေကတော့မေတ္တာတရားခေါင်းပါပြီးမိဘတွေကိုစွန့်ပစ်နေကြပေမယ့်ဒီမတန်မဆွမ်းအမျိုးသမီးလေးကတော့အမေအိုကိုလှုပ်ကြွေးပြုစုပြီးပျော်ရွှင်နေရကတော့တကယ့်ကိုကြည်နူးစရာပါပဲအဝိရှော်သွားရင်လည်းမတန်ဆွမ်းသူတရားဖြစ်တာကြောင့်လမ်းမလျှောက်နိုင်ပေလေးဘက်ထောက်ကအဝိထုတ်ကိုပါဇက်နဲ့ကြိုက်ပြီးသွားရတာပဲဖြစ်ပါ යි ဒါကြောင့်မလို့အခုလိုခြေကောင်းလက်ကောင်းနေနဲ့မိဘကိုစွန့်ပစ်ကြတဲ့သူတွေဒီဗီဒီယိုကိုပို့ပြီးတော့အတုယူကြည့်စေခြင်းမိပါ යි အခုလိုမိဘကိုလုတ်ကူပေးရလို့ဘဝစတိုင်ဒီလိုမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးခဲ့ပါ යි မတန်ဆွမ်းသူအမလည်းကုညီမဲ့သူတွေပေါ်ပေါပြီးအဆင်ပြေပါစေအဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါ යි နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ပွဲရီအဆက်မပြတ်ကရေးအမောဖောက်သွားလို့အရေးပေါ်ဈေးရုံတင်လိုက်ရတဲ့မင်းသားဆွမ်းစာနီမိင်္ဂလာပါပြိတ်သက်ကြီးတို့ရဲ့ စံသစ်တီထွင်စံသပင်ကစွမ်းစာနေကတော့ကျမ်းမာရေးအခြေအနေကြောင့်မကဖြစ်တော့တာအရန်တာနေခဲ့ပြီးတော့သူရဲ့အလုပ်ကိုစွန့်လွတ်လို့ရမလို့အထီတောင်ဖြစ်ခဲ့ပါတယ်။စေလေးအရက်ကိုမပြတ်တမ်းအမြဲတမ်းသုံးဆွဲနေတဲ့နောက်ဆက်တွဲကြောင့်စွမ်းစာနေကပေါင်သွေးကြောပိတ်ပြီးတော့လမ်းကောင်းကောင်းလေးမလျှောက်နိုင်တော့ပါဘူး။ဒါပေမဲ့လည်းသူ့ကိုချစ်ခင်တဲ့သူတွေကများတာကြောင့်နိုင်ငံသားကိုပါသွားရောက်ကူတာပေါ့အတွက်ငွေသိန်းထောင်ချီပေးရတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ကျမ်းမာရေးကောင်းလာရင်နောက်ပိုင်းမှာ ဆွမ်းစာနီကပွဲရီကိုလက်ခံဖျော်ဖြေလာခဲ့ရပဲဖြစ်ပါဆွမ်းစာနီကတော့ကျမ်းမာရေးမကောင်းလို့ပွဲရီကိုနားထားရပြီမယ်လေသူ့ကိုချက်တဲ့သူတွေများစွာရှိရတော့ဘယ်ချိန်မဲပွဲခတ်ကအောင်မြင်နေရပဲဖြစ်ပါခြေတော့ကျမ်းမာရေးမကောင်းတဲ့ကြားကစင်ပေါ်မှာအယံကားလို့မရပဲနဲ့တချင်းတွေပဲဆိုနိုင်တာဖြစ်ပါသူရဲ့ခြေတော့ကျမ်းမာရေးကြောင့်လင်းလင်းမြန်မြန်ကွေးလို့စမ်းလို့မရတာကြောင့်တချင်းဆိုရင်တော့ထိုင်ပြီးတော့ပဲစွန်နေရတာပဲဖြစ်ပါ යි ။စွမ်းကတော့မြန်မြန်ဆဆမကနိုင်ပေမဲ့လာရောက်အပီးရဲ့ပြိတ္တတွေကတော့ ွဲတိုင်းလိုလိုရုံပြည့်ရှံပြေပါပဲပြည်သက်တွေကတော့စွမ်းကိုမကပြလဲခြေနဲ့နေကြပြီးတော့မြင်နေရုံနဲ့ခြေနဲ့တာကြောင့်တခြင်းနေဆိုပြလဲအပြစ်မမြင်ကြပါဘူးစွမ်းစာနီကတော့ပုံမှန်ဖြောဖြေးပွဲတွေမှာငွေသားတွေစုချတဲ့အထီးပါပဲအခုလောမကပြလဲရုံပြည့်ရှံပြေအပီရဲ့ပြည်သက်တွေကြောင့်ပွဲတွေလည်းအဆက်မပြတ်ဖြောဖြေးနေရတာပဲဖြစ်ပါအရင်ကတော့စွမ်းစာနီကတော့သူ့အတွက်တင်းကြိုက်မှာမြင်နေရဝယ်ထားတဲ့အထီးကိုကျမ်းမာရေးဆိုပါခဲ့တာဖြစ်ပြီး အခုမှတက်တာလာလို့ပွဲတွေပြန်ကလာခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီကနေ့မှာဆွမ်းကတော့ပွဲတွေအဆက်မပြတ်ကရင်အမောဖောက်သွားလို့အရေးပေါ်စီးရုံတင်လိုက်ရပါတယ်။ ။ဆွမ်းကတော့တောင်ကုန်မှာဇက်ကရင်ရုတ်တရက်အစမ်းမကြီးအခြေအနေဆိုးရွားလာတာကြောင့်ဈေးရုံတင်လာရတာပဲဖြစ်ပါတယ်။ဒါကြောင့်ဇက်ကားဖို့စီစဉ်ထားတဲ့မေလ16 18 19ရရက်မှာသူ့ပါဝင်ဖြောပြမယ်ဆိုပြီးဖြာဝေထားတဲ့ပြည်သူတွေအတွက်ဇက်ပွဲပြတတ်မှုကိုပြန်လည်အံပေးခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာရေတိုက်အင်အားပြန်အံမှဆိုးနေရတဲ့အတွက်ဂုံးလေးနဲ့ဆွတ်ပြီးရေတိုက်ပြီးနေရတဲ့အထိကိုအခြေအနေဆိုးလာတာကြောင့်သူ့ကိုချက်တဲ့ပြည်သူတွေအတွက်ဇက်မကနိုင်တော့ကြောင့်အတူတွဲဖက်ဖြောပြသူကဆိုထားပါတယ်။ စွမ်းစာနေလဲအမြန်ဆုံးနေောက်တက်မှာပါစီအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ပညာတက်ပြီးမိဘကိုဆွန့်ပြစ်တဲ့သူတွေထက်မိဘကိုလှုပ်ကြွေးပြုစုနေတဲ့မတန်ဆွမ်းသူအမျိုးသမီးမိင်္ဂလာပါပရိသတ်ကြီးတို့ရေကျမတို့အခုနောက်ပိုင်းတွေ့မြင်လာကြရတာကတော့မိဘတွေကိုလှုပ်ကြွေးပြုစုရမှာကြောက်လို့မိဘတွေကိုလမ်းပြီးဆွန့်ပြစ်နေကြတဲ့သားသမီးတွေများစွာရှိလာကြတာအလုံးအမြင်ပါပဲ။ အခုခေတ်ရေးစီတောင်ပြောင်းလဲလာတိုးတက်လာတာနဲ့အတူ Facebook ဆိုတဲ့လူမှုကွန်ရက်ပေါ်မှာသားသမီးတွေကမိဘကိုစွန့်ပြစ်ကြရဲဆိုတဲ့အကြောင်းအရာတွေအထက်တက်တွေ့မြင်လာရတဲ့အချိန်မှာတော့အန်အောတုံလုံးမိရအမှန်မှာတချို့ကတော့မိဘတွေကအသက်အရွယ်ကြီးရင်လာလို့ဖြစ်ပြီးအသက်အရွယ်ကြီးရင်လာတော့အလုံးမလုံးနိုင်မစားနိုင်မတောက်နိုင်ဖြစ်လာကြပါတချို့သားသမီးတွေကသူတို့ကိုယ်တိုင်ကရုန်းကန်နေကြရည်အလုတ်တစ်ဖက်နဲ့အမေအိုအဖေအိုတွေကတစ်ဖက်နဲ့ဆိုတော့မခံနိုင်တော့တဲ့အစုံမိဘကိုစွန့်ပြစ်လိုက်ရတာတွေရှိပါတယ် တချို့သားသမီးတွေကြတော့လေကျွေးနိုင်မွေးနိုင်ပေမဲ့တမတ်တွေကျွေးမတွေကညှို့ညင်လာလို့သူတို့ကိုမလွန်ဆန်နိုင်တဲ့အတွက်အဖေအိုအမေအိုကိုစွန့်ပစ်လိုက်ရတာမျိုးတွေလည်းတွေ့ကြုံဖို့ပါတချို့လည်းရောဂါဝိဒနာကြောင့်စွန့်ပစ်ကြတာလည်းရှိနိုင်ပါမိဘတွေကသားသမီးဆယ်ယောက်မကကိုရှာကျွေးနိုင်ကြပြီမဲ့လေသားသမီးဆယ်ယောက်ကတော့မိဘတွေကိုရှာမကျွေးနိုင်ကြပါဒါပေမဲ့လည်းဒီဗီဒီယိုတွေကမတန်ဆွမ်းသူအမျိုးသမီးကတော့အဲ့လိုလူတွေရဲ့လောက်ရက်ကိုပြောင်းပြန်လန့်ခဲ့ပြီးလူတိုင်းအကြတံမိုးထားရတဲ့လောက်ရက်တစ်ခုကိုလုတ်ခဲ့ရပဲဖြစ်ပါ යි ။ ဒီမကတော့မတန်ဆွမ်းသူတယောက်ဖြစ်ပေမဲ့လေအမေအိုကြီးကိုရှာဖွေချက်ပြုတ်တွေးမိနေပြီးလမ်းလေးမလျှောက်နိုင်တာကြောင့်လမ်းသွားချိန်နောက်လေးဘက်ထောက်သွားနေရတာဖြစ်ပြီးပစ္စည်းပါရင်ပါဇက်ကနေကိတ်သွားရတာပဲဖြစ်ပိုင်လမ်းသွားရင်နောက်ဒီအမျိုးသမီးကလေးဘက်ထောက်သွားနေရပြီးတော့မိဘအကိုရတူလေးတယောက်ဖြစ်နေပြီးမိဘဖြစ်သူကိုလိုလေသေးမရှိအောင်လှုပ်ပေးနေပြီးမိဘရဲ့အဝိဇ္ဇာကအစားနေပူကျဲတဲ့ကိုသွားပြီးရှော်ရတာကြောင့်ဒူးကောက်နေလဲအတ္တမာရီတက်နေခဲ့ပြီပဲဖြစ်ပိုင် တချို့သားသမီးတွေကတော့မေတ္တာတရားခံပါပြီးမိဘတွေကိုစွန့်ပစ်နေကြပေမယ့်ဒီမတန်မဆွမ်းအမျိုးသမီးလေးကတော့အမေအိုကိုလှုပ်ကြွေးပြုစုပြီးပျော်ရွှင်နေရတာကတော့ တကယ့်ကိုကြည်နူးစရာပါပဲအဝိရှော်သွားရင်လည်းမတန်ဆွမ်းသူတရားဖြစ်တာကြောင့်လမ်းမလျှောက်နိုင်ပေလေးဘက်ထောက်ကအဝိထုတ်ကိုပါးစပ်နဲ့ကိုက်ပြီးသွားရတာပဲဖြစ်ပိုင်ဒါကြောင့်မလို့အခုလိုခြေကောင်းလက်ကောင်းနေနဲ့မိဘကိုစွန့်ပြစ်ကြတဲ့သူတွေဒီဗီဒီယိုကိုပို့ပြီးတော့အတုယူကြည့်စေခြင်းမိပါတယ်အခုလိုမိဘကိုလုတ်ကူပေးရလို့ဘဝဆက်တိုင်းဒီလိုမဖြစ်ပါသေးနဲ့လို့ဆွတောင်းပေးခဲ့ပါတယ်မတန်ဆွမ်းသူအမှလည်းကုညီမဲ့သူတွေပေါ်ပေါက်ပြီးအဆင်ပြေပါစေအဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် ပွဲတွင်အဆက်မပြတ်ကရင်အမောဖောက်သွားလို့အရေးပေါ်ဈေးရုံတင်လိုက်ရတဲ့မင်းသားစွမ်းစာနီမိင်္ဂလာပါပြိသက်ကြီးတို့ရဲ့စံသစ်တီထွင်စံသပင်ကစွမ်းစာနီကတော့ကျမ်းမာရေးအခြေအနေကြောင့်မကဖြစ်တော့တာအရန်တာနေခဲ့ပြီးတော့သူရဲ့အလုပ်ကိုစွန့်လွတ်လို့ရမလို့အထီတောင်ဖြစ်ခဲ့ပါတယ် ဆီလေးအရက်ကိုမပြတ်တမ်းအမြဲတမ်းသုံးဆွဲနေတဲ့နောက်ဆက်တွဲကြောင့်စွမ်းစာနီကပေါင်သွင်းကြောပိတ်ပြီးတော့လမ်းကောင်းကောင်းလေးမလျှောက်နိုင်တော့ပါဘူး။ဒါပေမဲ့လည်းသူ့ကိုချစ်ခင်တဲ့သူတွေကများတာကြောင့်နိုင်ငံသားကိုပါသွားရောက်ကူတာဖို့အတွက်ငွေသိန်းထောင်ချီပေးရတဲ့သူတွေလည်းရှိပါသေးတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ကျန်းမာရေးကောင်းလာရင်နောက်ပိုင်းမှာစွမ်းစာနီကပွဲရီကိုလက်ခံဖျော်ဖြေလာခဲ့ရပဲဖြစ်ပါသေးတယ်။ စွမ်းစာနီကတော့ကျမ်းမာရေးမကောင်းလို့ပွဲရီကိုနားထားရပြီမလဲသူ့ကိုချစ်တဲ့သူတွေများစွာရှိရာကြောင့်ဘဲချိန်ပဲပွဲခတ်ကအုံမြင်နေရပဲဖြစ်ပါခြေတော့ကျမ်းမာရေးမကောင်းတဲ့ကြားကစင်ပေါ်မှာအယံကားလို့မရပဲနဲ့တချင်းတွေပဲစုံနိုင်တာဖြစ်ပါသူ့ရဲ့ခြေတော့ကျမ်းမာရေးကြောင့်လင်းလင်းမြန်မြန်ကွေးလို့ဆောင်လို့မရတာကြောင့်တချင်းဆိုရင်တော့ထိုင်ပြီးတော့ပဲစုံနေရတာပဲဖြစ်ပါစွမ်းကတော့မြန်မြန်ဆဆမကနိုင်ပြီမလဲလာရောက်အပီးရဲ့ပြိတ္တတွေကတော့ပွဲတိုင်းလိုလိုရှုံပြေရှံပြေပါပဲပြိတ္တတွေကတော့စွမ်းကို